အားလုံးပဲမင်္ဂလာပါဒီကနေ့မှတော့ဇော်ဘုံဟိန်ဖန်းခံထီသွားသည့်ဇော်ဘုံဟိန်ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ်အပေါ့လိန်နေတယ်လို့ကျွန်တော်အကြိမ်ကြိမ်ပြောတယ်တက်ချုပ်ကောဒူးချုပ်ကောလိန်ခံနေရတယ်လို့ပြောနေတာပြည်သူစစ်မှုရန်ဥပဒေထောက်တယ်ပတ်စံယူနေတယ်အောက်မှာလူကုန်ကူးခံနေရတယ်ကိုလုံးတဲ့လုံးကိုကိုတောင်းဝင်ယူရမယ်ဗျအဲ့ဒါမှစစ်သားကောင်းကြောင့်ကြောင်းကောင်းဖြစ်မှာပေါ့ အောက်မှာအကုန်လုံးကဒုက္ခတွေဝေတီခေါင်းလန်ပြီးတော့အကုန်လုံးပြဿနာတွေအသီးသီးတက်နေတယ်ဘာမှမသိဘူးမသိသိအောင်လုပ်မလားဆိုလည်းမလုပ်ချင်ဘူးအဲပြောလို့ရှိရင်ကျုပ်ကစေတနာမှာတိုင်းပြည်နဲ့နိုင်ငံကောင်းဆောင်ပေါ်မှာပြောခဲ့လို့မှားခဲ့ရင်တော့စေတနာမှာလည်းမှားတာရှင်းလားမှားလို့အလိန်ခံနေရတာခဏတော့ဥပဒေထုတ်လိုက်တယ်အောက်ကောင်တွေလှုပ်ရှားတာဒီတိုင်းပြည်ပြန်ပြတ်တာမပြတ်တာသူတို့မသိဘူး ဒီစိတ်ပွဲမပြီးတော့တို့ဘက်ဆက်စောက်ဆန်ရလေကျုပ်ဟိုနေရတယ်ရင်ရင်လေးကိုပြောတယ်ဒီပြည်သူစစ်မှုထမ်းကလေးတွေဘာတိမာလဲလက်ပြဘုံတော်မှာထောက်တစ်ထောက်နှစ်ထောက်သုံးဘယ်ဆိုမပြည့်ရဲဘူးကျွန်တော်တို့ကတော့ဂျီသူရီဂျီဘိုးထောက်ပြီးတော့မှပြစ်တာတော့မှရဲရဲဝဝမပြစ်ခဲတဲ့ကလေးတွေကစိတ်မြေတွေကိုကြောက်သွားရင်ဘယ်လိုနေရာမှာသွားသုံးချမှာလဲမိုးမှန်တင်တန်းတွေပါပြန်တက်ရအောင်ပါ ကျွန်တော်ဒါကြောင့်ပြောတယ်ပြင်မနိုင်မဲနဲ့ဖဲကြီးမစားပါနဲ့လို့ကျွန်တော်ပြောတာနော်ကျွန်တော်တို့တက်မတော်တဲ့မျိုးဆက်တစ်ကဒီအချိန်မှာအကောင်းဆုံးချိန်ဒီကလေးတွေဝင်လာတယ်ဆိုဒီကလေးတွေကိုကွန်ပျူတာကောင်းကောင်းနဲ့နော်နီးစနစ်ပိုင်းဆိုင်ရာကောင်းကောင်းနဲ့တက်တွင်းထဲမှာတို့အခုခင်ဗျားတို့လုံခြုံရေးဂိတ်တွေတို့နော်အဲ့လိုဂိတ်တွေမှာအဲ့ဒီကလေးတွေကိုငါတို့တက်မတော်ကပြည်သူလူထုရှေ့ရတကြတပြားတစ်ချက်မှမယူဘူး မှန်တာဆိုရင်လည်းငါတို့အလုံးမခံဘူးငါတို့ဒီလိုစစ်တယ်ဆိုရင်ကလေးတွေကအော်တက်မတော်ကကျွန်တော်တို့အမေကျွန်တော်တို့စစ်တဲ့ဝင်သွားတာမှန်တယ်တက်မတော်ကအပြင်မှာမြင်သားတယ်တက်မတော်မဟုတ်ဘူးဗျတက်မတော်ကလူကြီးတွေကကားတွေပါတွေကိုစစ်ရင်တေချာစစ်တယ်လက်ဘေးတစိုးလက်ဆောင်မယူဘူးအဲ့ဒီတော့ကျွန်တော်တို့တက်မတော်တွေဝင်ပြီးတော့နိုင်ငံတော်ဝင်ထမ်းဆောင်ရတာကျွန်တော်တို့ဂုံယူတယ်ကျွန်တော်တို့ရွေးချယ်တယ်လမ်းမှန်ကန်တယ်ဆိုတော့မျိုးဆက်တွေတခုရှိရမှာ အဲ့ဒီမျိုးသက်တွေကိုထားခဲ့ရမှာဘာမှမဟုတ်နဲ့ရှည်တန်းဖို့ရှည်တန်းဖို့သွားသိခိုင်းတယ်လို့ဖြစ်နေတယ်အဲ့ဒီလူတွေအကုန်လုံးဝင်လာတော့ဘယ်နေရာတွေဘာဖြစ်နေလို့ကျွန်တော်တို့ကျွန်တော်စကားမှန်တိုင်းပြောမယ်တမျိုးကိုတိန်းနိုင်လားကျွန်တော်တက်တော်ကာကွယ်ဦးစီးချုပ်အပါဝင်အားလုံးကိုကျွန်တော်မေးလိုက်မယ်ဗျာကျွန်တော်တို့အခုလက်ရှိ2021ဖေဖော်ဝါရီလတရက်နေ့အခင်းကျင်းနေ့ကနေဖြစ်လာတဲ့အရေးခင်းဟာနေမြေတွေ နေအကုန်လုံးပေါ့နော်တက်စကန်းနေအခုတိုင်းတက်နေတိုင်းတက်မနေအကုန်ကြာဆုံးနေအထဲမှာမှမြို့တစ်မြို့ပြန်သိမ်းနိုင်လားလို့ကျွန်တော်မေးတာစစ်တပ်ထောက်ခံသူဇော်ဘုံဟိန်နန်းတွင်စစ်ကြောရေးမှာဖမ်းဆီးခံထားရာစစ်တပ်ထောက်ခံသူအဖြစ်လူတီများသူဇော်ဘုံဟိန်ကိုဇွန်လရက်နေ့လယ်ပိုင်းမှာ မန္တလေးတိုင်းပြည်ဦးလွေမျိုးရှိတုနေအိမ်ကနေစစ်တပ်ကဖမ်းဆီးခဲ့ပြီးနောက်စစ်ပက်ရေးရလုံခြုံရေးတပ်ဖွဲ့ဆိုင်ရအကကင်တွဲစစ်ဆေးနေတယ်လို့စစ်တပ်လော်ဘီတွေက ပြောနေကြပါတယ်။ဇော်ဘုံဟင်းကိုဖမ်းဆီးရတဲ့အကြောင်းရင်းကတော့လူမှုကွန်ရက်ပေါ်မှာစစ်ကောင်းဆောင်မင်းအောင်လိုင်းအပါအဝင်စစ်တပ်ကောင်းဆောင်တွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဟုဆိုထားပါတယ်။ဇော်ဘုံဟင်းကလူမှုကွန်ရက်မှာအဖကာချုပ်ကြီးလိန်ခံနေရတယ် တာဝန်ယူမှစစ်သားကောင်းဖြစ်မှာစတဲ့စကားတွေနဲ့ရုတ်တံဖိုင်တင်ပြခဲ့ပြီးအဲ့ဒီဝေဖန်မှုကြောင့်တရားစွဲခံထားရတယ်လို့ဆိုပါတယ်။မေလ9ရက်နေ့ကတော့ရန်ကုန်တိုင်းတကုံမြို့တစ်ကရဲစခန်းတစ်ခုမှာအမျိုးဘာသာတဒနာစောင့်ရှောက်ရေးအဖွဲ့နဲ့စစ်တပ်ထောက်ခံသူတဦးကတရားမှုဖွင့်ခဲ့ကြောင်းလဲသူရဲ့ပြောဆိုချက်အရာသိရပါတယ်။အခုချိန်ထိစစ်ကောင်စီကဇော်ဘုံဟိန်ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ချက်မရှိသေးပါဘူး။